မကွေတိုင်းဒေသကြီးမေမူခရိုင်ငဖဲမြို့နယ်မှာမန်းချောင်းရေလောင်တမန်တဲ့ရင်းရှိရေလောင်တမန်ရှိရာမိုးအဆက်မပြတ်ရွာတော်မှုကြောင့်ဇွန်လ12ရက်နေ့ဒီကနေ့မနက်6:00နာရီအချိန်တိုင်းထွာချက်အရာမန်းချောင်းရေလောင်တမန်အမြင့်ပင်640၊ဆယ်ရေပြည့်အမှန်625ပင်ရှိရာမှာ626တသမ13ရာပေသုံးရောက်ရှိပေပင်မရေဘိုလွဲမှာ တတသမာတစ်သုံးရပေးအမြင့်နဲ့ရင်းရှည်ရင်လောင်းတမဲဟာအမြင့်ပေး630 10ရေပြည့်အမှတ်600နှစ်နပေရှိရမှာ600နှစ်တတသမာခွန်သုံးရပေးတို့ရောက်ရှိပြီးရေပိုလွဲမှာသုံးရတတသမာခွန်သုံးရပေးတမဲရေပိုလွဲများမှာရေကျော်စီးဆင်းလျက်ရှိကြောင်းသိရပါတယ် လက်ရှိမှာစဲတမန်များအတွင် ရေပြည့်မတ်တန်ကျော်လွန်ကောင်းရေပိုလွဲမှာရေကြောစီစဉ်နေပြီးမြို့နယ်အတွင်းရှိပြည်သူများသိရှိနိုင်ရန်အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအဆင့်တစ်အဖြစ်သတ်မှတ်ပြီးတမန်ရေပိုလွဲရေထုတ်ပြွန်တဲ့ရှင်းလင်းဆောင်နေရာများမှာ၎င်းမန္တမန်နဲ့ရင်းရှိဆဲရေတောက်ဧရိယာအတွင်းရှိကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများမှ၎င်းအစိမ်းရောင်အလံလွင့်ထူထားပြီးတမက်အခြေအနေများနဲ့ပတ်သက်ပြီးစိုးရိမ်ပွဲရာအခြေအနေမရှိကြောင်းအချိန်နဲ့တပြင်းကြီးအတိပေးနှိုးဆော်လျက်ရှိပါသည်။ ငဖဲမျိုးနဲ့မန်းချောင်းရေလောင်တမန်မှာမန်းတမန် ရေပူလွဲများမှာတိတသမ13ပေနဲ့ရင်းရှိတမန်ရေပူလွဲမှာ3တသမ03ပေနဲ့ရေကျော်စီစဉ်လျက်ရှိကြောင်းတမန်ရေထုတ်ပြုံနဲ့ဆက်ဆက်အစားအုပ်များအလုံးကြန့်ခိုင်ကောင်းမွန်ပေး24နာရီရေကင်းတောင်းဝန်ချတာပေးအနီးကန်စောင့်ကြည့်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်